ချမ်းသာကတသမှတ်တည်းမဖြစ်နေပါဘူး။လေစိတ်တင်းညွမှုကြာမဝိသေသလက္ခဏာနဲ့ကြာမပုံစံဖော်ပြမှုတွေကကြတော့အမြဲတမ်းအပြောင်းလဲတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပုံသေးတတ်မှတ်ထားလို့မရပါဘူး။အောင်မဲမင်္ဂလာပါဒီတပတ်ဖြိုပြေးကဏ္ဍတွေကဂျန်နာစီစဉ်မှာတော့ဟင်းအင်းဆိုတဲ့မြမရုပ်ရှင်ဇက်လန်တပုတ်ကိုဂျန်နာရှူတော့ကနေပြီးတော့မှဆွေးနွေးပြသွားမှာဖြစ်ပါတယ် ်ဒီဇက်လန်ရဲ့သဘောရဆိုလို့ရှိရင်အမျိုးသားဇက်ဆောင်ကသူ့ကိုယ်သူအမျိုးသမီးလို့ခံယူတယ်အမျိုးသမီးဇက်ဆောင်ကတော့သူ့ကိုယ်သူအမျိုးသားလို့ခံယူထားတာဖြစ်ပါတယ်ဆိုတော့သူတို့နှစ်ယောက်ချစ်ကြိုက်ပြီးတော့မှအိမ်အောင်ပြုကြတယ်ပြီးတော့ကိုဝင်ရပြီးတဲ့နောက်ပိုင်းမှာအမျိုးသမီးကအမျိုးသမီးပဲဖြစ်ရမယ်အမျိုးသားကအမျိုးသားပဲဖြစ်ရမယ်တဘာဝကိုလွန်ဆန်လို့မရဘူးဆိုတော့ gender ပုံစံခွဲအယူဆကိုပုံဖော်ရိုက်ကူထားတဲ့ဇက်လန်တပုတ်ဖြစ်ပါတယ် လက်တွေ့ဘဝမှာလူတစ်ယောက်နဲ့တစ်ယောက်သဘောကျနှစ်သက်တယ်ဆိုတာကလိင်တူဖြစ်ချင်းလိင်ခွဲဖြစ်ချင်းပေါ်မှာမူတည်နေပါဘူး။ဆန့်ကျင်ဘက်လိင်လို့သူတို့ကိုသူတို့ခံယူပြီးနေထိုင်ကြတယ်။ဒီ transgender တွေရဲ့နေထိုင်မှုပုံစံတွေ၊သွားလာလှုပ်ရှားတဲ့ပုံစံတွေပြီးရင်ဝတ်စားဆင်ရင်တဲ့ပုံစံမူဟန်တွေကကြားဆင်ရင်ဆမ်းမယ်၊မဆင်ရင်ဆမ်းမယ်။ဒါတွေကလူသားတွေအနေနဲ့သူတို့ရဲ့လူမှုပတ်ဝန်းကျင်မှာပေါ်ပြခြင်းနဲ့ပုံပန်းသွင်ပြင်ပေါ်ပြမှုတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုမျိုးဖော်ပြကြတဲ့ပုံစံမူဟန်သွင်းပြင်ကိုပဲကြည့်ပြီးတော့မှမိမဆန်တဲ့သူကအမျိုးသားကိုပဲသဘောကျရမယ်။ကြားဆန်တဲ့သူကအမျိုးသမီးကိုပဲသဘောကျရမယ်ဆိုပြီးတော့မှသတ်မှတ်ထားလို့မရပါဘူး။လူတစ်ယောက်က feminine လို့ခေါ်တဲ့မဆန်ခြင်းကိုသဘောကျတယ်ဆိုလို့ရှိရင်မသဘောရှိတဲ့ဘသူ့ကိုမဆိုသဘောကျနိုင်ပြီးတော့မှ masculine ဆိုတဲ့ဖွဆန်ခြင်းကိုနှစ်သက်တဲ့သူဆိုရင်တော့ ဖို့သဘောရှိတဲ့ဘသူ့ပုံမဆိုသဘောကျနိုင်ပါတယ်ဆိုတော့ကျမတို့ဒီဇက်ကလေးရဲ့ဇက်ဝင်ခန်းလေးတစ်ခုကိုကြည့်ကြရအောင်နော် ဒီပိုင်းမှာဆိုလို့ရှိရင်တော့ဒီအမျိုးသမီးလို့ခံယူထားတဲ့အမျိုးသားဆက်ဆောင်ကသူ့ကိုအနိုင်ကျင့်တာတွေကိုမခံနိုင်တဲ့အဆုံးမှာအနိုင်ကျင့်တဲ့သူကိုသူကထထိုးလိုက်တယ် ဆိုတော့ဒီပြက်ွက်အရာဆိုလို့ရှိရင်ဒီလိုမျိုးကိုထိလက်ရောက်တုတ်ပြန်တာက အမျိုးသားတွေပဲလုပ်တယ်ဆိုတော့ဒီအနှုတ်သဘောဆောင်တဲ့ဖို့ဝါဒကြီးဆိုတဲ့ဂျန်နာပုံစံခွက်ကိုတွေ့ရမှာဖြစ်ပါတယ်။ယောက်ျားလေးဆိုလို့ရှိရင်တော့ယောက်ျားလေးလို့သတ်မှတ်ထားတဲ့ပုံစံတိုင်းနေမှပဲအမှန်တရားဖြစ်တယ်ဆိုပြီးတော့မှအခိုင်အမာပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ဇဝင်ခံတစ်ခုကိုဆက်ကြည့်ကြရအောင်နော်။ ချင်းညောဒီဇဝင်ခန်းမှာတော့ဒီအမျိုးသားလို့ခံယူထားတဲ့ဇက်ဆောင်မျိုးသမီးက ကိုဝင်ရပြီတဲ့နောက်ပိုင်းမှာအမျိုးသမီးတယောက်ရဲ့ပုံစံဖြစ်နေပြန်ပြောင်းသွားတာကိုသူကရိုက်ကူပြသထားတာပေါ့နော်ဆိုတော့ကျမတို့ရဲ့ဒီလူမှုပတ်ဝန်းကျင်မှာဆိုရင်လည်းပဲအမျိုးသားလို့ခံယူထားတဲ့အမျိုးသမီးတွေကို အမျိုးသမီးအဖြစ်ပြန်ပြီးတော့မှခံယူလာအောင်လို့အတင်းအဓမ္မထိမ်းမြလက်ထပ်ပေးတာတွေမရင်းကျင်တာမျိုးတွေဒီလိုအကြမ်းဖက်ဖိနှိပ်တာမျိုးတွေလုပ်နေကြတာတွေရှိပါတယ်ဆိုတော့ဒီဇက်ကားကဒီလိုအန်ဒီရဲ့များတဲ့အယူအဆတွေကိုအမှန်လို့ထင်လာအောင် အားဖြည့်ပေးနေပါတယ် ဂျန်နာကတသမှတ်တည်းမဖြစ်နေပါဘူး။လိင်စိတ်တင်းညူးမှုကြာမဝိသေသလက္ခဏာနဲ့ကြာမပုံစံ ဖော်ပြမှုတွေကကြတော့အမြဲတမ်းအပြောင်းလဲတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပုံသေးတတ်မှတ်ထားလို့မရပါဘူး။ဒါပေမဲ့ဒီရုပ်ရှင်ဇက်ကားထဲမှာဖော်ပြထားသလိုမျိုးကြာမတဘာဝကိုလွန်ဆန်လို့မရလို့ဒီလူမှန်နေရာမှန်ရောက်သွားတယ်ဆိုပြီးတော့မှ ပုံဖော်ထားတာကမမှန်နေပါဘူး။ကြားဆိုကြားပဲဖြစ်ရမယ်၊မဆိုမပဲဖြစ်ရမယ်ဆိုတဲ့ ုံစံခွက်တွေကအတွေးခွန်နဲ့ရိုက်ကူထားတဲ့ဒီရုပ်ရှင်ကားမှဆိုရင်သတိမူစရာတွေအများကြီးရှိနေတာကိုတွေ့ရပါမယ်။အမှုပညာနဲ့မီဒီယာဆိုတာကလူတွေရဲ့နေတူကအတွေးခေါ်တွေနဲ့အပြုတ်မှုတွေပေါ်မှာအများကြီးလွှမ်းမိုးမှုရှိပါတယ်။ဒါကြောင့်မို့လို့ အမှုပညာဖန်တီးမှုတွေဆိုတာကလည်းပဲလူတိုင်းဝိုင်းကိုအကျိုးပြုဖို့နဲ့ကောင်းမွန်တဲ့တက်ရောက်မှုတွေရှိဖို့ကိုရည်ရွယ်ပြီးတော့မှဖန်တီးတာမျိုးပဲဖြစ်တင်ပါတယ်။ကျမတို့ကလူအဖွဲ့အစည်းတစ်ခုကိုအတွေးအသည့်အမြင်အသည့်တွေနဲ့အခြေခံပြီးတော့မှတိဆောက်ရမယ်အခုလိုကာလမျိုးမှာဂျန်နာခွဲခြားမှုတွေဂျန်နာမညီမျှမှုတွေအကြမ်းဖက်မှုတွေနဲ့လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေဖြစ်ပေါ်စေတဲ့ဖြောပြေးအစီအစဉ်တွေကိုတည်မှုမိအောင်လို့ကျမတို့ရဲ့ဒီဖြောပြေးကဏ္ဍတွေကဂျန်နာစီစဉ်ကနေပြီး ီးတော့မှအခုလိုမျိုးတင်ဆက်ပေးရတာဖြစ်ပါတယ်ဆိုတော့လာမယ့်အပတ်မှာလည်းပဲဘယ်လိုမျိုး gender shootout ကနေဆွေးနွေးသုံးသပ်ပေးသွားမလဲဆိုတာကိုစောင့်မျှော်ပေးကြပါအောင်နော်